မင်္ဂလာပါအခုဖတ်ပြမှာကတော့ဆ iam မမုံမုံအင်းအားရဲ့နာမကျန်းသည့်ဦးနှင်းစီဆိုတဲ့ဝတ္ထုရှိပဲဖြစ်ပါတယ်ဒီဝတ္ထုကိုအပိုင်းခွဲပြီးတင်ဆက်သွားမှာပဲဖြစ်ပါတယ်နားဆင်ကြပါဦးရှင်အပိုင်း1ဆောင်းဤဘဝသည် ဆာကြီးဆရာတယောက်သာဖြစ်မလာဘူးဆိုရင်အဘယ်မျှကောင်းလေမည်နည်းဟု မကြခဏတွေးတော်နေမိသည် လူသားတယောက်ဤဘဝနှင့်ရင်း၍ရယူခဲ့ရသော အောင်မြင်ကြောကြားမှုဟုသည်မှာတကယ်တော့ဘာမျှရေရာခြင်းတည်တန်းခိုင်မြဲခြင်းမရှိသည့်အဖြစ်ကိုလည်းစင်ကျင်မိနေ၏မိမိဘဝနှင့်မိသောမျှဆက်ဆက်မရသောအမှုပညာရှင်တယောက်အဖြစ်ကိုရယူပိုင်ဆိုင်ပြီးသည်နော် ရှိလာသည့်အောင်မြင်မှုဟူသည်မှာဖြတ်တန်းကျော်လွှားခဲ့ရသောဘဝရုံးကန်ရင်ဆိုင်ခဲ့သော အတွေ့အကြုံများနှင့်နှိုင်းရှင်ကြည်လျင် ပြောပါလောက်အောင်မကြည်ကျဲတော့ပါအလားပြားမှန်ချမ်းနောက်မှာနွမ်းဟောင်းတွန့်ကြေစားပြုနေသောစုရစိမ့်များသည် ဖြတ်တန်းပြေးလွှားခဲ့ရသောဟိုးအတိတ်စီတို့ရန်ဖန်ရန်ခါတည်ဆောင်ခုံငင်သွားတတ်ကြသည်တတင်ကအောင်မြင်မှုကိုကြည်၍ချီပါသူချစ်ခင်နှလုံးသူ ဝေဘန်တိုက်ခိုက်သူနှိမ့်ချရီမောသူတို့ဤလှိုင်းကရဲ့တံများကိုကြံ့ကြံ့ခံနိုင်ရန်အင်အားကိုလည်းအထူးတလဲမွေးမြူနေရန်မလိုတော့ပါဘဝတရှောင်းခါစည်းခံခဲ့ရသော အတွေ့အကြုံ လောကဒဏ်တရားတို့နှင့်နှိုင်းစားလျင် အလွန်ပင်သေးငယ်မှေးမိန်လွန်လာသည်စာရေးဆရာတယောက်ဤဘဝမှာစိတ်အတွေ့ဤလွတ်လပ်ခြင်းဆိုသည်မှာလဲ ချိန်ဖန်များစွာမိမိကိုယ်ကိုပြန်လည်အနိုင်ယူသွားတတ်၏လွတ်လပ်ခြင်းမှသည်စန့်ကျင်ဘက်ဖြစ်သော အနောင်အဖွဲတွင် ကြရောက်ခြင်းသို့စွဲငင်ဆောင်ယူသွားလျက်ရှိသည်ကို ထိတ်လန့်စွာ တွေ့ရှိရလေသည် စာရေးရမှတပါအခြားဘဝဤလွတ်လပ်မှုကိုမရရှိနိုင်တော့ပါသွားလီယာစားလီယာရသည် စာရေးဆရာတယောက်ဤသွားလာနေထိုင်မှုသာဖြစ်နေသည်မိမိခန္ဓာကိုယ်သည်ပင် မိမိဤခန္ဓာကိုယ်မဟုတ်ဆာရေးစရာတယောက်ဖြစ်နေ၏စိတ်အတွေးများသည်လည်းမိမိအတွေးများမဟုတ်တော့ဆာရေးစရာတယောက်ဤတွေးခေါ်ဆင်ခြင်မှုသာဖြစ်နေသည်လွတ်လပ်ခြင်းသည်အဘယ်မှနည်းမိမိကိုကြည်မြင်သောသူများသည်တမန်လူတယောက်အနေဖြင့်မမြင်ကြဆာရေးစရာတယောက်ဖြစ်မြင်ကြသည်တတိထားဆင်ခြင်နေရခြင်းသည်ပင်ပန်းလွန်လာသည် သို့သော် ဒီဘဝကိုမစွန်လွန်နိုင်မင်းညှက်နိုးစွာဖတ်တွေ့ထားမိပြန်၏အဘဲကြောင့်ဤအောင်မြင်မှုတွေပြတ်သုံးပြီးအခြေအနေအလုံးကစွန့်ခွာပြစ်ပယ်သွားသည့်တနေ့မှလည်းဒီဘဝကိုမျက်နှိုးစွာဖတ်တွေ့ထားအောင်မြည်တာဖြစ်သည်အဘဲကြောင့်ဤတာဝေးအပြေးပြိုင်ပွဲကို အတော်ဝေးဝေးရောက်သည့်အထိဆင်နွှဲခဲမိသူတယောက်နေဖြင့်အောင်ပန်းကိုရယူသည်ဖြစ်စဉ် မရနိုင်တော့သည် ဖြစ်စေပြေးလွားခဲ့ပြီးသောခီးတာကိုနှမျောထောင်းချင်သောအဖြစ်ဆက်၍ပြေးနေမိမိသားဖြစ်၏ဘေးမှဝိုင်းဝန်းအားပေးနေသောလက်ခုပ်တံများသည်မိမိအတွက်မဖြစ်နိုင်တော့သည်ကို သိရသည့်အချိန်မှလည်းဆက်၍ပြေးနေမိအောင်မိသားဖြစ်ပါသည်ငယ်စဉ်ဘဝကမွေးဖွားတန်းစဉ်လူလားမြောက်လာရခြင်းတွင် လူလောကကိုကြာရနေရမှရင်ဆိုင်ဖို့အသင်ရှိနေခဲ့၏ ထိုနေရာသည်စာရေးဆရာတယောက်ဤနေရာဟုမသိခဲ့ပါလေလူလောကကြီးကို ကလောင်စွမ်းဖြင့်ချဲ့လေဖန်တီးနေသူစာရေးဆရာတယောက်သည်တကယ်တမ်းသူ့ဘဝကိုလူတလူဖန်တီးနိုင်ခဲ့ပါ၏လော အဆုံးတစ်နေ့မှာအထိုင်လျောက်ဖန်တီးနိုင်ခဲ့သည် ဟု ဆိုပါလျင်လေထိုနေ့ရောက်အောင်ညီကဲ့သို့ပြေးလွှားဖြတ်ကျော်လာခဲ့ရပါသည်နိဘဝကိုစတင်ရခြင်းသည် တာထွက်သည့်အချက်ပေးအမှတ်အသားအလံကို အောက်သို့စိုက်ချလိုက်ခြင်းပင်ဖြစ်ပါသည် ပြေးပါလိတော့မိဆောင်ဘဲရောက်သွားလေအတန်ကမိုးချုံတန်လိုကျဲလောင်လှသည် ဆောင်းဤနုနယ်သော အသည့်မှာတနေ့လျှင် မိုးချုံတန်ကိုနှစ်ခါသုံးခါလောက်ကြားနေရသည်ဟုထင်သည်ထိုမိုးချုံတန်များနှင့်ဝေးရမှာဆောင်းတယောက်ပြေးဝင် ခိုလုံနေမိပါသည် သို့သောမကြမီပင် ရှာဖွေတွေ့ရှိခြင်းကို ခံရကစောင်းကြောက်လာသောမိုးချုံတန်အောက်မှထိတ်လန့်စိုးရိမ်စွာ ရောက်ရှိနေရမည်ဖြစ်လေသည်ဖွားဖွားရင်စောင်းကိုသူတို့လိုက်ရှာနေပြီဖွားထားပြီပါဖွားဖွားရင်ဖွားဖွား၏ရင်ခွင်ထဲသို့တူဝင်ကတဖွားဖွားပြောမိသည် အဖွားကဘဲခြေတောင်များလိုအရေပြားကြကအယိုးတွေပေါ်နေသော သူ၏လက်များဖြင့်ပြန်လဲပွေးဖက်ထားလိုက်လေသည်။ငါမြည်ဘာမှမကြောက်နဲ့ဖွားဖွားရှိပါလေကွယ်။ခွန်ရင်လည်းလိုက်သွားဖို့ငါမြည်ရဲ့မြည်ကိုမရိုက်စေရပါဘူး။ဖွားဖွားပြောပြပါမယ်။သို့သောအဖွားဤအတန်ကအင်အားမရှိလား။ရိုက်မှာပါပဲဖွားဖွားရဲ့။ဦးလေးစိန်ကရိုက်မှာပါ။စောင်းချောက်တယ်။ကျုပ်တယ်ဖွားဖွား။ဟောသူတို့လာနေကြပြီ။ အဖွာဤရင်ခွင်ချားမှာခေါင်းကိုဖွက်ထားလိုက်မိသည်အဖွာဤအယိုးပေါ်အည်တင်လမ်းများကစောင်းကိုကြကြဖတ်မှတ်ထားနိုင်ပါအမေတို့ဟာလေဒီမြီးကိုပဲကာစီကာစီလှုပ်နေပါတော်ကြအမေခေါင်းပေါ်တက်နှင်းသွားလိမ့်မယ်သူ့အမေကြည့်ပါလားကလေးကိုပြစ်ထားခဲ့ပြီတကောက်မှပေါ်မလာဘူးဒီကောင်မလေးကလည်းမအီအချိုးအတိုင်းပဲဘာမှမလုပ်ချင်ဘူးတော်လေးရွှေတင်က ဘွားကနေပေါ်လာပြီးချောင်းကို အဖွားလက်ထဲမှဆွဲယူလိုက်လေသည်အဖွားလက်များကချီနေလာပြီးထော်လေးရွှေတင်ကတန်မာလာသဖြင့်အင်အားချင်းမမြပဲစောင်းဤကိုလေးကအဖွားကိုတွန်းချထားခဲ့သလိုရှိတော်သည်ဟင်းမလိုက်ဘူးမလိုက်ဘူးဖွားဖွားနဲ့ပဲနေမယ်စောင်းကအော်ဟေ၍ငိုသည် အဖွားရှိမှ သူငိုရဲသည် ကလေးပင်အေးဒီအွယ်ဘာလို့တက်မှာလေစိတ်မောင်းခိုင်းလာကလည်းအွယ်နဲ့မမြသူတပားကိုကြက်ကြက်ညင်းစင်ညီးတို့တနေ့ဝတ်လဲမယ်ဒေါ်လေးရွှေတင်ကဆောင်းကိုခတ်ဆောင်းဆောင်းဆွဲကလက်မောင်းကိုမိမိယာယာစုပ်ကိုင်းလိုက်သည်အမေကကျမတို့ကိုပဲအပြစ်ပြောနေသူ့အမေကတော့ပြစ်ထားနိုင်သေးတာဒီခေတ်ထဲမှာကလေးတယောက်တာဝင်နေသလားလူတွေတော့စရမယ်မယ်ဖြစ်နေတာ ဆောင်းကအဖွားကိုမျက်စိတငယ်ဖြင့်ကြည်နေမိသည်။ဟဲ့နင်တို့ကြွေးထားရတာနဲ့ပဲကလေးကိုနှိပ်ဆက်ပြီးခိုင်းကျင်တိုင်းခိုင်းလို့ဖြစ်မလား။ကလေးကဘာနားလည်မှလဲ။သူ့အမေလည်းတွားကျင်လို့တွားရတာမဟုတ်ဘူး။ညီတို့ပဲကောင်းပြီးကောင်းရဲ့နဲ့အတင်းထဲလိုက်ပြီးဒေါ်လေးရွှေတင်မျက်နာကကြောက်စရာကောင်းအောင်ရှုံမဲသွားသည်။ဒါကတော့သူ့ကောင်းစားစီခြင်းလို့လှုပ်ပေးတာပဲ။ ခုလောက်ဆိုရင်တော့ပြန်လှည့်ကြည့်ဖို့တင့်ပြီပေါ့ကလေးကိုမခေါ်နိုင်တာထားအောင်နည်းနည်းပါပါထောက်တင်နေခုတော့သူကစီးစိမ်ရစ်နေပြီမိကျင်အောင်စောင်းနေတာဟွန်းတနေ့တိမေအဖွားကမောပန်းစွာဖြင့်တက်ပြင်းကိုခြာလေသည်ဟွန်းရွှေတင်ရဲ့ညီမလေးကြွမနိုင်ကြည်မီးနဲ့ရှို့ဆူသလိုဒီကလေးကိုတော့မဲမနေပါနဲ့နင်တို့မကြွေးနိုင်ရင်ငါအငတ်ခံပြီးကြွေးပါမယ်စိန်မောင်ကိုပြောလိုက် ဒီကလေးကိုရိုက်လဲမရိုက်နဲ့ငါမကြိုက်ဘူးအဲ့ရလဲဝယ်မခိုင်းနဲ့လို့ငါစကားနားမထောင်ရင်ညီတို့ကိုလဲတကွမ်းမှမပေးရဘူးအာလုံးရောက်ပြီးကြောင်းလူပြင်မယ်သိလားအဖွားကနိုင်ပေါက်ကိုဂိုင်ကာပြောသဖြင့်တော်လေးရွှေတင်ငိန်သွားလေသည် အမေအဲ့လိုကြက်ကြက်ပြောဒါကြောင့်ဒီကောင်မလေးကရောင်းတက်နေတာတော်လေးရွှေတင်သည်ဆောင်းဤလက်ကိုဆွဲကအိမ်ပေါ်မှခြေဆောင်ရင်းဆင်းသွားလေသည် ဆောင်းကကန့်လန့်ကန့်လန့်ဖြင့်ပါသွားရတော့ဤဘယ်မလဲဟိုကောင်းပါလေပြန်လာပလားဦးလေးစိန်ဤအားလေးရှာလေးအတန်ကြီးကိုကြားလိုက်ရသည်နှင့်ဆောင်းနေစရာမရှိတော့အာကိုစရာအဖွားကလည်းအနာမှမရှိပြီဆောင်းဘဝမှာအမေမရှိသည်နော်အဖွားတယောက်သာအားထားစရာရှိပါတော့သည်ဦးလေးစိန်တို့ဒေါ်လေးရွှေတင်တို့ကထမင်းကြွေထားတော်လေး ထိုဓမေများကိုစောင်းမစားခြင်းပါငရုတ်တီထောင်ရသည့်အလုံးပကံစီရသည့်အလုံးများကိုစောင်းလုံးနိုင်တော်လဲအရက်ဝဲရသည့်အလုံးထင်းရှားရသည့်အလုံးများကိုစောင်းမလုံးနိုင်ပါစောင်းအကြောက်ဆုံးကတော့တနေ့လုံးမူးနေတတ်သည့်ဦးလေးစိန်ကစိတ်မထင်လျင်မထင်သလိုခြေထောက်နှင့်ကန်ကြောက်ခြင်းဇပိုးကိုလဝါကြံကြီးများဖြင့်ရိုက်ခြင်းတော်လေးရွှေတင်ဤအကြောင်းမဲ့ခေါင်းခေါက်ခြင်းတို့ပင်ဖြစ်ပါသည် ို့တော်ဆောင်းဤဘဝကကဲမည်သူဝေလာ၏မိမိကကောဘယ်မှနီမိမိဘယ်ရောက်နေပြီနီမိမိကဆောင်းကိုတကယ်ပဲအပြီးအပိုင်ပြတ်သွားလေပြီလားအလကားကောင်းပါလိမနက်ကအေးဆောင်လို့ဆိုင်ကိုခိုင်းလိုက်တာတခါတည်းပြန်ပေါ်မလာဘူးဘယ်မှလဲငါယူခိုင်းနေပလဲဟမ်လာစမ်းဦးလေးစိန်ကမျက်တောင်ညီကြီးနဲ့ရှေးတိုးလာသဖြင့်ဆောင်းကနောက်တော့ ခြေတလှမ်းဆုပ်လိုက်မိသည်။ကိုအေးဆောင်ကမပေးနိုင်တော့ဘူးဆိုပြီးအော်လွတ်တယ်။ဘာပြောလဲမိဆောင်။နင်ငါ့ကြောင့်သိတယ်မလား။လုံမပေးကျင်တိုင်းဘလောင်းမလဲမပြောနဲ့။ငါယူခိုင်းတယ်ဆိုရင်ဘယ်ခွေးမှလာမှမပေးပဲနေရမလား။လာစမ်း။ဦးလေးစိန်ဤလဝါတစ်ဖက်ကမြောက်တက်လာ၏အသားကိုမထီခင်ကပင်ဆောင်းကငေသင်ပါအောင်អော်ပြစ်သည်တော်အယမ်းမလုံနဲ့ကိုစိန်မောင် အမေကပြောတယ်ကလေးကိုရရင်သူ့လေတွေကြောက်လူပြင်းမယ်တဲ့ဦးလေးအီလက်ကလမ်းမှာရက်တန်းသွားသည်ဘာပြောတယ်ဒီအဖွားကြီးကအချက်ကင်တာလားသူရောင်းနိုင်ကိုရမတယ်လားဟေးဒီလေတွေဘယ်သူနဲ့မှမဆိုင်ဘူးထီရဲထီကြည့်လို့ကြင်ညာလိုက်မှာပေါ့စိမ်မကိုဒါမျိုးလုပ်လို့မရဘူးဒီမဲ့မိဆောင်ဘိုင်းတာမှလေနင့်အဖွားကြီးကိုတော်တော်ပြီးဂုံချောမနေနဲ့နောက်တစ်ခါငါအကြောင်းမကောင်းသွားပြောရင်သိမယ်သာမတ် ။ဘာပဲပြောပြောတော်လေးရွှေတင်ကစောင်းအပေါ်တူမအရင်တော်သေးသည်မို့နည်းနည်းတော့ညာပါသေးသည်။ဦးလေးစိန်၏အရိုင်းအနှက်ကကြံတန်းလှသည်မို့တက်နိုင်သမျှကာကွယ်ပေးလိုက်ခြင်းသာဖြစ်သည်။စောင်းကတော့အေးထူနေသော နွားမလေးလိုသိအကြောင်းမထူတော့။ဒီနေရာဒီလူတွေကြားမှာထားပြစ်ရက်ခဲ့သောမိမိကိုသာ နားမလည်နိုင်အောင် ဖြစ်နေမိသည်။မိမိဗမာလေး မိမိကိုနောက်ဆုံးမြင်လိုက်ရသည့်နေ့ကရွာတောင်ဘက်မှာမိတွေတဝုံဝုံ လောင်ကျွမ်းနေသည်ကိုသတိရမှတ်မိသည် လူတွေလှုပ်လှုပ်ရွရွပြေးလွှားနေကြသည် စပတ်ကြီးတွေအောင်ဝင်ပုံးသူကပုံးသည်ကလေးတွေကလည်းကဘာပြက်အောင်ငိုကြွေးကြသည်မိမိသည်အိမ်ထဲရှိမြင်းမြေကရာပစ္စည်းများကို လိုက်လံသိမ်းစီနေသည်ဆောင်းကမျက်နှာငယ်လေးဖြင့်လိုက်ကြည့်နေရသည် သူတကာတွင်ထိတ်လန့်ကြောက်ရွံ့နေရတော့လေ။ဆောင်းကအထူးတလဲကြောက်ရွံ့ထိတ်လန့်ခြင်းမဖြစ်မီ။ဆောင်းစိုးရင်ဒီကတခုပဲရှိသည်။မိမိမျက်စိအောက်ကပျောက်သွားမှာကိုပဲဖြစ်သည်။ပထမတစ်ကြိမ်မိမိမျက်စိအောက်ကပျောက်သွားစဉ်ကတိတ်တော်မကြလိုက်ပါ။သို့တော့မိမိပြန်ရောက်လာတော့ရခင်ကမိမိနှင်မတူတော့။ဘာမတူတော့တလဲဆိုတာဆောင်းစဉ်းစားရမြင်။ တိတိတသာခြားနာတာကတော့မိမိသည်သူနှင့်အတူပါလာသောလူကြီးတယောက်နှင့်အတူတူပူးတွဲနေခြင်းပင်ဖြစ်သည်။ကျမတို့တခါလေးသွားမှဖြစ်မယ်။ပစ္စည်းတွေကလည်းကားပေါ်ရောက်နေပြီ။သမီးကောသမီးသမီးကိုဟဲ့ရီရီရဲ့နင့်သမီးကိုတခါလေးခေါ်သွားလို့ဖြစ်ပါမလား။ဒီလောက်ဘယုတ်ဘရဲ့ဖြစ်နေတဲ့ကာလာထဲမှာပြီးတော့သူတို့သဘောကလည်းဘလို့မှန်းမှမသိ။ဒီတုန်းကဒေါ်လေးရွှေတင် အတန်းကလည်းညင်သာလာသည်။ သုံးနှစ်သမီးသာရှိသေးသောဆောင်းကမေမေနှင့်မလိုက်ရတော့ဘူးဆိုသောအတီကြောင့်ကြောက်ရွံ့ထိတ်လန့်လာသည်မေမေတွေ့ဝေနေသည်ရီရီလာလီကားကထွက်တော်မေဘာဖြစ်နေလဲမေမေနှင့်အတူနေသောထိုလ်လူကြီးကမေမေကိုခေါ်နေသည်သမီးသမီးမေမေအတန်းကတိမ်ဝင်နေသည်သမီးကိုကိုတို့အချိန်မြွေလာခေါ်လို့ရပါတယ်ရီရီခုနေပြေးမှလွတ်မှာတော့ကြအားလုံးဒုက္ခရောက်ကုန်မေး မီးတွေကလည်းနှီးလာနေပြီဟုတ်သားပဲရီသွားလေစောင်းခင်ကိုငါတောင်းဝင်ထားစိတ်ချမေမီသည်စောင်းစီကို ပြေးလာသေးသည် သို့တော်ခยีထွက်ဝက်သာရောက်၏လာတော့လာတော့လူတွေလည်းဒီဘက်ကိုပြေးလာနေပြီမြင်မြန်လာမေမီသည် ထိုလူကြီးဆွဲခေါ်ရာနောက်တော့တရွတ်တိုက်ပါသွားလေသည်နုနယ်လာသောစောင်းဤအတိအာယုန်ထဲမှထိုမြင်ကွင်းလေးသည် ဖဲသောအခါမျှပျောက်ပြယ်၍မသွားတော့ပါဘဝမှာပထမဆုံးအချိန်နာကြီးထိခိုက်ရာဆုံးဖြစ်၏တသက်လုံးလဲမေမရတော့ငယ်စဉ်ကာလကအခြားအဖြစ်ပြက်များကို သတိမရတော့တော့လဲထိုအဖြစ်ကလေးကိုတော့ဖဲသောအခါပြန်တွေ့တွေ့ပြက်ပြက်ထင်ထင်သတိရသည်သတိရတိုင်းလဲထိုစဉ်ကခံစားခဲ့ရသောခံစားမှုအတိုင်းထပ်တူထပ်မြခံစားရသည် ထို့သောခံစားရတိုင်းလဲ ထိုနေ့ကလိုပင်ငိုကြွေးခြင်းလာမိ၏အသက်အရွယ်ကြီးရင်လာသည့်တိုင်အောင် ထိုအဖြစ်သည်၆အိမ်မက်ပမာရင်ကိုထိတ်လန့်ပူလောင်စေမြဲဖြစ်၏အိမ်မပြောသောညများစွာမှာခြောက်ချားပွေရာ လာရောက်နှောက်ရက်တံမြဲလဲဖြစ်သည်တခါတရံအိမ်မက်တွေထဲမှာလာရောက်ခြောက်လန့်ခြင်းခံရပြီးအတန်မထွက်သောအော်ဟစ်ခြင်းဖြင့်ကျုံ၍ဟစ်အော်ခေါငင်တက်သည့်အထိပင်ဖြစ်သည် အိမ်မက်တွေထဲမှာဆောင်းကမေ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 ဟူ၍တအားကုန်းအော်ပြသည်အတန်ကမထွန်းနောက်ဆုံးရုံးကန်၍တအားအော်အော်လိုက်ခါမှာမေမေဟူသောအတန်နှုတ်မှထွက်သွားပြီအိယာမှမောပန်းစွာလန့်လို့လာပါတော့သည်ဟိုတုန်းကမေမေသည်ဆောင်းဤခေါ်တန်ကိုမကြားခဲ့ပါချင်းမေ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 စီလိုက်ဝါမယ်မေမေနဲ့လိုက်မယ်ဆောင်းကအော်ဟေးငိုယိုချင်း မိကနီးလာပြီးဖြစ်သဖြင့်တအိမ်လုံးအထုပ်ပိုးပိုက်ကပြေးကြသည်တနတ်တန်တွေလည်းကြားလာရသည်ဟီတို့တော့လွတ်သွားပြီတော်ပါသေးရဲ့ဒေါ်လေးရွှေတင်ကစောင်းကိုလက်ဆွဲ၍ပြေးရင်ပြောသည်ထိုနောက်ပိုင်းဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကိုစောင်းသတိမရတော့စောင်းတီးရသည်များမှာထိုနေ့ကစားပြီးမိမေကအဝေးကြီးကိုရောက်သွားသည် မိမိသည်သူ၏ယောက်ျားနောက်ကို လိုက်သွားသည်ဟုပြောကြသည် အဖိုးတန်ကုန်ပစ္စည်းတွေကိုမိတဲ့တပုံတွေလက်ထဲအပါမခံနိုင်၍မိမိတို့ထွက်ပြေးကြသည် ထိုအချိန်ကစစ်ပီးစာစောင်းတို့ရွာကလေးကိုတပုံတွေတက်လာစဉ်ကဟု လူကြီးများပြော၍တည်ရသည်တီးထက်ပူပြီးစောင်းပါများမသိတည်တည်ကမိမိကိုပြန်မတွေ့ရတော့ခြင်းနှင့်ဒေါ်လေးရွှေတင်တို့ကစောင်းအပေါ် တစားစားညူညင်လာကြခြင်းသာ ဖြစ်ပါသည်ဖောဖွားတာမရှိဘူးဆိုလျင်ဆောင်းကိုသူတို့မိများနှိမ့်ဆက်ကြမည်လဲစောင်းမတည်တော့ပါမိမိထွက်သွားသည်မှာ သုံးနှစ်ကျော်ကြာပြီဟုတော်လေးရွှေတင်ကပြောသည်ဆောင်းကတော့အကြာကြီးဟုထင်ပါသည်မိမိရဲ့ပြန်လာပါတော့သမီးစီကိုပြန်လာပြီးခေါ်လဲပါတော့ဟဲ့ဆောင်းခင် အမလီနင့်ကိုထမင်းအိုးကြိတ်ခိုင်းထားတာဘာလုပ်နေတလဲတော်လေးရွှေတင်ဤအတန်းကြောင့်လှန်သွားပြီးမျက်ရည်များကိုတုပ်လိုက်မိသည်စောင်းမငဲတက်ဘူးတော်လေးအရွယ်နှင်းမမြအောင် ခိုင်းတက်သည့်နေရာမှာတော့ရွှေတင်တို့ကပထမတန်းဟု အဖွားကပြောသည်နင့်ဘသူကငှဲ့ခိုင်းတယ်လဲစူရင်ရောင်းမနဲ့မှွေပေးရမယ်လို့ပြောထားတာမိသွားပြီလားကြည့်ဒီလိုမှွေရတယ်မိကလည်းမရှိတော့ပါလားမိပြောင်းอยู่မဟုတ်စမ်း ဟုတ်မို့တအားမဟုတ်ရတဲ့ဟဲ့ကဲပိပိဒီမှာကြည့်ထားဒေါ်လေးရွှေတင်ကမိကိုကုံမှုန့်စင် မိကိုများကတအားထွက်လာသဖြင့်စောင်းမျက်နာကိုရိုက်ခတ်လာသည်မျက်ရည်ကပိုထွက်လာသည်အမလေးမရွှေဆောင်မိကမျက်ရည်ဆဆဆဆနဲ့မူယာမာယာလုံမနေနဲ့မူယာမာယာများတဲ့နေရမှာတော့ညီးအမေကိုမှတ်မိဘူး ငါတို့ကတော့ကလေးတယောက်နဲ့ဒုက္ခရောက်နေမလေးဆိုပြီးခေါ်ထားလိုက်တာတကယ်တည်းသားသမီးကိုခင်တွယ်တယ်လို့လို့ဘာလို့လို့ဟန်ပြပြီခုတော့စီးစိမ်တွေ့လို့မေ့နေပြီလေငါမပြောလိုက်ချင်ဘူးနေရှိတဲ့၍ဒေါ်လေးရွှေတင်ပြောဆိုနေသောစကားများကကြံတန်းလွန်လာ၍အားလုံးကိုစောင်းနာမလဲပါအဖွားကစောင်းခင်ဆိုတာနင့်အဖေပြီးတဲ့နမဲ့ဟဲ့နင့်အဖေကအမီတော့အရွေးကောင်းတာဟုတ် ပြောခဲ့သဖြင့်ဒီနာမည်လေးတည်တာအဖေဤတခုတည်းသောအမွေလေးပါလားဟုတည်ရသည်ထို့ကြောင့်လဲကိုနာမည်ကိုနှစ်သက်စွာခေါ်တတ်လာပြီးစကားပြောတိုင်းဆောင်းကဆောင်းကဟုပြောတတ်လာသည်သို့သောမိသူကမျှဆောင်းဤနာမည်ကိုလှလှပပမခေါ်ကြပါမိဆောင်းမိဆောင်းဟုမိတလုံးထည့်ပြီးမှပြေဆုံးသည်ဟုတတ်မှတ်ကြတော်သည်ကဲဖေးကြည် ဒီလိုငှက်ရတယ်။မိန်းကလေးဖြစ်ပြီးထမင်းအိုးတစ်လုံးမှမချက်တမ်းရင်ဘာလုပ်မလဲ။ညီးအမေလည်းလင်းသာယူတတ်တာ။ထမင်းချက်တတ်တာမဟုတ်ဘူး။ငါမောင်လည်းသေးသာသွားရော။ညီးအမေချက်တဲ့ထမင်းကောင်းကောင်းတောင်စားလိုက်ရတာမဟုတ်ဘူး။ဒါကြောင့်ရုပ်အားကိုတဲ့မိမမြန်မြန်လင်းပေးစားပြစ်တာ။ဒီနောက်အမေသူ့ကိုပြစ်ထားသည့်အကြောင်းကပြန်ရောက်လာပြန်သည်။အဖန်တရာမကကြားပြီးသောဇက်ထုတ်ကြီးကိုစိတ်ညင်ညူးစွာနားထောင်ရပြန်ပါသည် ဆောင်းဤဘဝမှာစိတ်ဤဆင်းရဲခြင်းဟူသည်ကို လူမှန်းတိတတ်စာကလေးကခံစားတတ်ခဲ့၏ဆောင်းဤဘဝကပေးသောအတိသာ ဖြစ်သည်စိတ်ညစ်စရာကောင်းသည့်ဆိုသောဝဟာရသည်ငယ်ရွယ်နှုနယ်သောအတိတဲ့သို့စောစီးစွာ ဝင်ရောက်ခဲ့လေသည်တကားညီအမေလင်ယူတော့16နှစ်ညီကြတော့73နှစ်တောင်ခံပါမလားနာစရာကောင်းလှသောစကားဟုလည်းမတိခဲ့ပါခြင်းချိုသာသောစကားမဟုတ်မှန်းတော့ နားလဲပါ၏ဒါပဲနော်အိမ်မှနေရင်ငိုလားရီလားလှုပ်မနေနဲ့ကြက်တရေမရှိဘူးလှုပ်ရှားရှိတာလှုပ်ညီးအဖွားကိုလည်းအားကိုတစ်ခုလှုပ်ပြီးတိုင်လားတော်လားလှုပ်မနေနဲ့ကြားရလားဆောင်းကခေါင်းကိုခက်မြန်မြန်နှိပ်ပြရသည်ခေါင်းအနှိမ်နောက်ကျလျင်ဒေါ်လေးရွှေတင်ဤလက်ကမြန်လာသည်မို့ခေါင်းအခောက်ခံရမှကြောင်လာသည်ထမင်းအိုးကိုဒီလိုနှက်ရတယ် ကဲပကံတွေစီစမ်းအဝိဖတ်နဲ့ပြအောင်ပို့စီလွတ်မကြစေနဲ့နော်တလောက်တော့လဲလုတ်တက်အောင်မှာပေါ့ထမင်းတနက်စားရဖို့များလွဲတာမဟုတ်ဘူးနေပူရဲဆင်ပြီးကောက်မဆိုင်ရတာကံကောင်းနေအောင်မိဒေါ်လေးရွှေတင်ဤတတွတ်တွတ်မြည်တွန်တန်များကစုံနိုင်သည်မရှိဆောင်းဖူကတော့နားရင်စားပြုတ်ပြီးဖြစ်၍သူ့အသားကိုမထီသေး၍ကံကောင်းနေသေးသည်ဟုမှတ်ထင်ထားလိုက်သည်စီရိတ်စင်ွေတွေပြဲစားပြုတ်ပြီးဖြစ်တော်လဲ တိုင်းပြည်ကမငြိမ်သက်သေးကြောင်းလူကြီးတွေကပြောကြသည်။ဦးလေးစိန်နှင့်ဒေါ်လေးရွှေတင်တို့ကလေကလေးနဲ့နဲ့ရှိ၍စည်ရင်ဟားနှင့်လှုပ်သည်။ကြံအချိန်များမှာဒေါ်လေးရွှေတင်ကဈေးဆိုင်လေးဖွင့်ကာဟင်းသီးဟင်းရွက်များရောင်းသည်။ဒေါ်လေးပြောသလို ထမင်းစားဖို့ကလွယ်ပုံမရပါ။တောတဘာဝထမင်းကိုသာအိုကြီးတစ်လုံးချက်ထားပြီးဟင်းအမေကတော့ငပိကဒိုင်ခံဖြစ်သည်။ကျန်တာကတော့ ဟင်းရွက်နှင့်ငားလေးပစုံလေးများကိုရောနှောချက်စားကြသည်တခါတရံလဲဟင်းရွက်တို့စရာနှင့်သာပီးရလေ၏ဒီအတွက်ကိုပင်သူတို့တွင်မနာတမ်းအလုံးလုံးနေရလေသည်တော်လေးရွှေတင်ကလေထဲဆင်းသည့်အခါဆင်းသည်ကြံ့အချိန်မှာဈေးရောက်သည်ထမင်းဟင်းချက်သည်ဆောင်းကထင်းရှားရေခတ်ပကံခွက်ရောက်စီလက်တူလက်တောင်းအလုံးလုံးရသည် ခတ်တီကဥလေးစိန်ပင်ဖြစ်၏လဲအလုတ်လဲကောင်းကောင်းမလုတ်ချင်းသူကအရက်အားကိုဖြင့်လူစိုးလူမိုင်းလုတ်ချင်းသည်စစ်ပီးစဖယိုဖယဲဖြစ်နေသောကာလတွင်ရောင်60ဖြစ်နေသောသူများထဲ၌ဥလေးစိန်ပါဝင်သည်အကယ်၍ဆောင်းဤဖေဖေသာစောစည်းစွာမတည်ဆုံးခဲ့ဘူးဆိုပါလျင်ဆောင်းဤဘဝသည်တမျိုးတစ်ပုံဖြစ်ခဲ့လိမ့်မည်ထင်ပါ၏အသက်အရွယ်ငယ်ငယ်နှင့်အိမ်တော်ကြခဲ့သောမိမိသည်လည်း ယခုလိုဒုက္ခရောက်မည်မထင်။ဆောင်းကိုလည်းသူတစ်ပါးလက်ထဲအပ်ပြီးလူစိမ့်သစိမ့်နောက်သို့လိုက်သွားစရာအကြောင်းမရှိပါ။ယခုတော့ဆောင်းပေါ်မှသည် မတထားရေစာကိုစားကအပြောအဆိုအရင်နဲ့ခံရခြင်းဖြစ်သောငယ်ဘဝတစ်လျှောက်ကုန်ဆုံးစေခဲ့ရ၏။ကြောင်းနေဖို့ဝေးစွာကြောင်းနေရကောင်းဟု၍ပင်မသိသေးပါခြင်း။ဆောင်းအတွက်မိခင်ကိုတန်းတာခြင်းကာလာသည် ရှေးလျာလာပြီ၏။ ယူရကျင်နာခြင်းဆိုသည်ကစောင်းခံစားနိုင်ရဖို့ဝေးစွာမြည်သို့သောအရာမှန်ပင်မတိနိုင်တော့ပါအဖွားတယောက်ရှိခဲ့၍ချစ်ချင်းဆိုသောအတိလေးနည်းနည်းကိုရရှိခဲ့သည်သို့သောဆင်းရဲခြင်းဟူသည်ကိုတော့ဘဝအစမှာပင် ကောင်းကောင်းနားလည်ခဲ့ရလေသည်နားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် နောက်လာမယ့်အပိုင်းများကိုလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်